္ဂလာပါရှင် MBN သတင်းဌာနရဲ့ဒီကနေ့ဇူလိုင်လရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန်းသတင်းတွေလည်းအာနာသိန်းစိုးစုကိုဖယ်ရှားပေးတာနဲ့ထိုင်းရောက်မြန်မာတွေအိမ်ပြန်ကြမှာလို့ NUC ပြောတဲ့သတင်း အမတ်မတင်ဖမ်းမိတဲ့စစ်တပ်ရိခါပိုရင်ကရင်မောင်းနှစ်ယောက်ကိုပကဖစစ်စေးနေတဲ့တဲ့တမောင်မူကိုရန်ရွာစင်မီတင်ရှုပ်ရေးဗျူဟာကိုကုတ်ကဲလှူဆောင်နေတဲ့တဲ့လားစင်လိုင်းချေမပေးတဲ့ရန်ကုန်ကဆင်းရဲတဲ့လူငယ်တွေကိုအုပ်ကြီးတွေပြစ်မှတ်ထားပြီးစစ်ထဲထည့်နေတဲ့တဲ့ဖားဆောင်မျိုးကိုတိမ့်နိုင်ဖို့အလွန်နှိစက်လာတဲ့ကင်းနီတက်ပေါင်းစုဆိုတဲ့တဲ့လူသိန်းနဲ့ချီတည်နိုင်တဲ့ငလင်ကြီးအတွက်ပြင်ဆင်မှုတွေတိုးလုပ်နေတဲ့ဂျပန် စားတဲ့အဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့အတွက်ပထမအဆုံးသတင်းကတော့အာနာသိန်းစိုးစုကိုဖယ်ရှားပေးတာနဲ့ထိုင်းရောက်မြန်မာတွေအိမ်ပြန်ကြမှာလို့ NUG ပြောတဲ့သတင်းကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံတဝမ်တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူမွေးရည်စေဝါသုံးဆွဲသူနဲ့ကြားပြန်လုပ်သူတွေကိုဖမ်းဆီးရဲစစ်စင်ရေးတွေတင်းကျပ်ပြုလုပ်နေပါတယ်။ ဒီအချိန်မှာပဲထိုင်းရောက်မြန်မာတွေက ထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေသူတွေမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီနေ့မှထုတ်ပြောလာပါတယ်။အာဏာသိမ်းစစ်အုပ်စုကိုဖယ်ရှားပြီးတာနဲ့အမိမြန်မာနိုင်ငံကိုပြန်ချမဲ့သူတွေဒါဖြစ်တယ်လို့ NUG ကဆိုပါတယ်။ ရှားရီခိုလုံနေတဲ့ကာလအတွင်းမြန်မာတွေဟာထိုင်းလူမှုအတိုင်းဝိုင်းရင်ကျိမှုဓလေ့ထုံးစံတွေကိုလေးစားလိုက်နာပြီးတဟဇာတာဖြစ်အောင်စူးစမ်းနေထိုင်နေကြတယ်လို့ဆက်ပြောထားပါတယ်။ဒါကြောင့်ထိုင်းဆိုရအနေနဲ့လူသားချင်းစာနာထောက်ထားပြီးဆက်လက်ကူညီပေးဖို့ NUG ကဒီနေ့ရက်စွဲနဲ့မြစ်တာရက်ခံစာထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံတော်ဝန်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းတွေရဲ့ဆန္ဒပြနေရာတွေကိုရှောင်ရှားဖို့နဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဝင်ကြဖို့ NUG ကနှိုးဆော်ထားပါတယ်ထိုင်းနိုင်ငံအတွင်းကမောရီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့အတန်ဖိုင်ပေါက်ကြားစေခဲ့တဲ့ဝင်ကြီးချုပ်ပေတောင်နန်ကိုရှာဒူးကနေဆိုင်းငံ့လိုက်ပြီးနိုင်ငံရေးမတည်မငြိမ်ဖြစ်လို့နေပါတယ်။ ဒုတိယအနေနဲ့အမတ်မတင်ဖမ်းမိတဲ့စစ်တဲရိတ်ခါပုံရင်ကရင်မောင်းနေရကိုပကဖဆစ်စင်နေတဲ့တရင်ကို ပြောပြမှာပါမကွေးတိုင်းရေစကြိုမြို့နယ်အခြေဆိုင်ခါလိုက်ရ196ကိုပို့ဆောင်မဲ့ရိတ်ခါကားကိုပကဖကအမတ်မတင်ဖမ်းဆီးရမိခဲ့တယ်လို့တတင်းရရှိပါတယ် ်တရင်ကြုံရထားတာမျိုးမရှိပဲနန်းမြေစုံမွေးအနေနဲ့ပကောက်ကိုရေစကြိုလမ်းပိုင်းတနေရာကိုစစ်ဆေးနေခဲ့ခြင်းစစ်တပ်အတွက်ရိတ်ခါတွေတင်ဆောင်လာတဲ့မှန်လုံကုန်တင်ရင်တစီကိုရေစကြိုမျိုးနယ်ထဲမှာဖမ်းမိခဲ့တာဖြစ်ပါတယ်အဲ့ဒီရင်ဟာပကောက်ကိုတမတရတက်ကနဲ့ခလာရ296ကိုပို့ဆောင်မှုဆိုတာတိလိုက်ရတဲ့အတွက်ဒီနေ့မနက်9နာရီလောက်မှာဖမ်းဆီးခဲ့တာလို့ရေစကြိုမျိုးနယ်ပကပသတင်းတန်ကြားရေးတာဝန်ခံကပြောပါတယ် လမ်းမကိုရှောင်းခင်တက်ရောက်စစ်ဆေးတဲ့အချိန်မှာကျွန်တော်တို့တွေသွားလာတဲ့သူတွေကိုခိတ္တစစ်ဆေးရတာပေါ့ဗျာစစ်ဆေးတဲ့အချိန်မှာဒီကားကအဲ့လိုတွေ့ရှိခဲ့တာဗျာပန်းစာကုန်တင်ပြေစာတောင်းတဲ့အခါမှာပန်းစာတွေ့ပြီးတင်းစီရရှိခဲ့တာဗျာလို့သူကပြောပါတယ်ကုန်တင်နဲ့အတူဖမ်းမိထားတဲ့ရှင်မောင်းနှုတ်ကိုစစ်ဆေးမင်းညံ့နေပြီးအပြစ်ရှိရင်တရားဝင်အရာဆက်လက်အေးအေးယူမယ်လို့ဆိုပါတယ် ရှင်မောင်နှစ်ယောက်ကအယက်သားဖြစ်ပေမဲ့စစ်ကောင်စီကမတရားခိုင်းစေလို့မဟုတ်ပဲအလို့တို့အလို့ပါဟုတ်မဟုတ်ဆိုတာကိုစုံစမ်းမယ်လို့ပြန်ကြားတာဝန်ခံကပြောပါတယ်အဲ့ဒီကားပေါ်မှာစံ 35A စားစီ14ပုံ 73C 9ပုံ စားတဲ့ငယ်ဟင်းချုံမိုတဲတို့တင်းစီရရှိခဲ့ပြီး ရိတ်ခါတွေကို PDF နဲ့စစ်ဆောင်ပြီးတဲ့အတွက် အသုံးပြုမယ်လို့တည်ရပါတယ် တတိယသတင်းကတော့တမမူကိုတိုင်းရွာစင်မိကျင်ရှုရေးဗျူဟာကိုကုတ်ကဲလှုပ်ဆောင်နေတဲ့အကြောင်းဖြစ်ပါတယ်။စစ်ရှုံးနေတဲ့စစ်ကောင်စီတပ်ရဲ့ဗျူဟာတစ်ခုဖြစ်တဲ့ရွာစင်မိရှုမှုစစ်စင်ရေးကိုဘုံမှုချုပ်အဆင့်ရှိတဲ့တမမူကိုတိုင်းကုတ်ကဲလှုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။ဒီနေ့ကိုပဲခူးတိုင်းမင်းလာမြို့နယ်ထဲမှာအထိနာနေတဲ့စစ်ကောင်စီရဲ့တပ်မ66တပ်မမူဘုံမှုချုပ်ဝင်းသူလင်းကလက်တွေအုံချနေရလို့သိရပါဗျ။ သူလောက်ခံတက်တွေကိုအင်အားတွေဖြန့်ခွဲပြီးမင်းလာတဲ့ကရွာတွေကို မိတင်ရှုတ်ခိုင်းနေတာဖြစ်တယ်လို့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။ ဒါကိုတပ်သွင်းတည်ရင်မြင့်စီကနေတိထားရတာဖြစ်တယ်လို့သူကပြောပါတယ်။စေအောင်စုကရွာစင်မီးရှို့တဲ့စစ်စင်ရေးကိုဇွန်လ20ရက်ကစတင်ပြီးဒီနေ့အထိရန်ကုန်ပြည်ကလန်အရှိဘက်ကရွာစဲရွာမီးရှို့ခံထားရပြီးရွာ40အထိမီးတင်ရှို့ဖို့ရှိတယ်လို့တိထားရတဲ့အကြောင်းမင်းလာပကဖာတောင်ဝင်ရှိသူကပြောပါတယ်။38ရွာဆိုတဲ့ပမာဏကရန်ကုန်ပြည်ကမ်းလမ်းအရှိတ်ချမ်းကရွာတွေရဲ့တဝက်နီးနီးပဲပြောပါတော့ပီရီယက်တွေကို ပြည်သူလက်မခံရအောင်အကြောက်တရားတွင်းနေရပါလို့သူကပြောပါတယ်။ ဒီနေ့မနက်7:00နာရီလောက်ကစပြီးချီပါတောင်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကအင်ချီ120ကျော်ရှိတဲ့စရင်မြောင်ကျေးရွာကို မိရှုခဲ့တဲ့အပြင်7:00နာရီမိနစ်20ခန့်မှာရွှေပောက်ပင်ရွာကိုထပ်မံမိရှုခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ဆလပီလာစင်လိုင်းကြီးမပေးတဲ့ရန်ကုန်ကဆင်းရဲတဲ့လူငယ်တွေကိုအုံကြီးတွေပြစ်မှတ်ထားပြီးစစ်တဲထဲနေတဲ့အကြောင်းတင်ဆက်ပေးပါဦးမယ်။စေအုပ်စုလူချမ်းသာ အုပ်ကြီးသားသမီးနဲ့ပတ်သက်ဆက်နေသူတွေဟာစစ်မှုထမ်းကနေကင်းလွတ်ခွင့်ရနိုင်ကြပါတယ်။အခုနောက်ပိုင်းရန်ကုန်စင်ချေဘုံမြို့နယ်တွေကလှစင်လိုင်းစီမပေးနိုင်တဲ့ဆင်းရဲတဲ့လူငယ်တွေကိုရက်ကြီးအုပ်ချုပ်ရေးမှုတွေကပိတ်မတ်ထားပြီးစစ်မှုထမ်းအဖြစ်စုဆောင်နေရလို့သတင်းရရှိပါတယ်။အိမ်မော်တက်ဖန်းတာလည်းရှိတယ်။ရက်ွက်ရုံးကိုအကြောင်းတစ်ခုခုပြခေါ်ပြီးပြန်မလို့တော့တာလည်းရှိတယ်။ ညဘက်ကင်းလိုက်ပြီးလမ်းပေါ်တွေ့တဲ့လူငယ်တွေဖမ်းတာကတော့ပုံမှန်လုပ်နေကြပဲလို့ရန်ကုန်မြို့ကရဲသတင်းရင်းမြစ်တအူကပြောပါတယ်ဒီနေ့ကိုရန်ကုန်မြို့စုံမြို့နယ်တွေဖြစ်တဲ့တကုံမြို့တစ်လေးမြို့နယ်ရှေ့ပီတာလိုင်တရာစားတဲ့မြို့နယ်တွေကစစ်ကောင်စီခံအုပ်ကြီးတွေကျူးလွန်နေကြတာဖြစ်ပါတယ် ပြီးခဲ့တဲ့ဇွန်လ29ရက်ညပိုင်းမှာရှေ့ပြည်သားမြို့နယ်ဆယ်ရက်ကွန်ကိုခိုင်လန်းနယ်ရှိနေတဲ့အင်ကအသက်20အရွယ်လူငယ်တဦးကိုစစ်သားတွေနဲ့ရက်ကွန်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကစစ်မှုထမ်းမှုလာဖမ်းသွားတယ်လို့ Rangoon Scout Network ကတင်ထုတ်ပြန်ကြပါတယ်။ တကုံမြို့တဲ့အရှိပိုင်းမြို့နယ်ရှေရွက်ကပထမလန်းနေအသက်23နှစ်ခန့်အရွယ်ရှိ လူငယ်တဦးကိုရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းမှုဖိအားပေးခံရပြီးတဲ့နောက်မေလ6ရက်မနက်ပိုင်းမှာစိုးစဲချခဲ့သေးတယ်လို့သိရပါတယ်ပြည်တွင်းနောက်ဆုံးသတင်းကတော့ဖားဆောင်မြို့ကိုတင်ပိုင်နိုင်မှုအလွန်နှိစက်လာတဲ့ကင်နီတပ်ပေါင်းစုဆိုတဲ့အကြောင်းတင်ဆက်သွားမှာဖြစ်ပါတယ်။ ကရင်နီကရပိနယ်ဖားဆောင်မြို့နယ်ထဲမှာစစ်တောင်စီတပ်အတွက်ချင်းလင်းတရင်တွေဖြစ်တဲ့အမှတ်33လေးနဲ့33ကားတို့ပဲရှိနေတာပါဖားဆောင်မြို့သိမ်းပိုင်နိုင်ရင်ပြီးခဲ့တဲ့2024ခုနှစ်မေလကတည်းကကင်နီတပ်ပေါင်းစုတွေထိုးစစ်ဆင်နေကြတာဖြစ်ပါတယ် အခုတော့ခါလိုက်ရတစ်သုံးလေးကို တိမ့်ပိုက်ရရှိနိုင်ခဲ့ပြီဖြစ်တယ်လို့ဖားဆောင်ပီတုကာကွယ်ရေးဓာပွဲ PDF ကမနေ့ကပဲအတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။ကြောပြန်ဖားဆောင်မြို့တိမ့်တိုက်ပွဲကိုစွန်လ25ရက်ကစတင်ပြီးနောက်တပတ်အကြာမှာပဲအခုလိုတိမ့်ပိုက်နိုင်ခဲ့တာပါ။ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကအရာရှိတွေအပါအဝင်စစ်တုပ်ပန်း60ဦးကျော်ဖမ်းဆီးရမိခဲ့ပြီးတပ်ပေါင်းစုဘက်ကဖားဆောင်ပီတုကာကွယ်ရေးတပ်အမှတ်1338တရင်ကအသက်40 ယ်အရွယ်ရဲဘော်ကျော်စိုးခေါ်စိုင်းမောင်ချဆောင်ခဲ့တယ်လို့သိရပါဗျ။အမှတ်33လေးတရင်ကိုတိမ့်ပိုက်ပြီးနောက်33ကတရင်ကိုကင်းနေအားစုတွေဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါဗျ။ လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ထားဆောင်ကခလိုက်ရတစ်တုံးလေးတင်းစီရမီမူရုတ်တံမှတ်တမ်းအတွင်အင်ဂျင်ဗလာကျင်းထားတဲ့စစ်တုပ်ပန်း20ချက်မင်းလေးကိုတွေ့မြင်ရပါတယ်။ဒီစကန်တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလေးရင်6စီလောက်နဲ့ဘုံကျဲပစ်ကူပေးခဲ့ပေမဲ့မထီရောက်ခဲ့ဘူးလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ နောက်ဆုံးပြပသတင်းကတော့လူသိန်းနဲ့ချီတည်နိုင်တဲ့ငလင်ကြီးအတွက်ပြင်ဆင်မှုတွေလုပ်နေတဲ့ဂျပန်အစိုးရကိုပညာရှင်နဲ့ပြည်သူတွေအားမရဖြစ်နေတဲ့အကြောင်းလည်းနှုတ်ဆက်လိုက်ချင်ပါတယ်။ငလင်လို့ပြောလိုက်ရင်ဂျပန်နိုင်ငံကိုပြင်းပြင်းမြင့်မြင့်အထိနေတိုင်းငလင်တွေလှုပ်ခတ်နေပြီးအင်အားကြီးငလင်တွေလည်းလှုပ်ခတ်တတ်ပါတယ်။ အခုတော့လူသုံးသိန်းလောက်အထိတည်ဆုံးစေနိုင်တဲ့ငလင်ကြီးတစ်ခုလောက်ခတ်လာနိုင်တယ်ဆိုပြီးကြိုတင်ပြင်ဆင်မှုတွေဂျပန်အစိုးရကလုပ်နေပေမဲ့တိုးမြင့်လှုပ်ဆောင်မှုလိုအပ်နေသေးတယ်လို့ပြောဆိုနေပါတယ် ငလင်တွေကိုကြိုတင်ခတ်မှန်မှုအလွန်ခက်ခဲပေမဲ့ဂျပန်ကန်ယူတန်ရဲ့နန်ကိုင်းပင်လယ်ကျန်းပင်ပြည်ရီမှာနောက်ထပ်အနှစ်30အတွင်းငလင်စီလှုပ်မဲ့ဖြစ်နိုင်ခြေကို85ရာခိုင်နှုန်းကနေ82ရာခိုင်နှုန်းအထိရှိနေတယ်ဆိုပြီးဇန်နဝါရီလတုန်းကအစိုးရအဖွဲ့ကတက်ချက်ခန့်မှန်းထားပါတယ်။နောက်ထပ်ခန့်မှန်းချက်အသစ်တစ်ခုကိုအစိုးရကမတ်လမှာထပ်ထုတ်ပြန်ခဲ့ပြီးဒီလိုငလင်ကြီးနဲ့ဆူနာမီတွေဖြစ်ပေါ်မှုကြောင့်လူပေါင်း3သိန်းနီးပါးအထိသေဆုံးနိုင်တဲ့အပြင် ရိကန်ဒေါ်လာ1ထရီလီယံထိပြည့်စည်ဆုံးရှုံးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။2014ခုနှစ်ကလေးကဗဟိုဘေးအနေနဲ့စီမံခန့်ခွဲရေးကောင်စီရဲ့တည်ဆုံမှု80ရာခိုင်နှုန်းလျှော့ချနိုင်ရေးအစီအမံတွေကို အစိုးရက20ရာခိုင်နှုန်းပဲလျှော့ချနိုင်အောင် လုပ်နိုင်သေးတယ်လို့ဒေတာသွင်းသတင်းတွေကဆိုပါတယ်ဝင်းကြီးချုပ်ရှီကဲရှူအီရှိပါကတော့ နိုင်ငံမြို့နယ်တွေကုမ္ပဏီတွေနဲ့အကျိုးမြတ်မယူတဲ့အဖွဲ့အစည်းတွေအနေနဲ့တနိုင်သမျှလူများကြီးကိုကဲတင်မှုအတွက်ပူပေါင်းပြီးအစီအမံတွေလှုပ်ဆောင်မှုလိုအပ်တယ်လို့အစိုးရအစီအဝေးတစ်ခုမှပြောပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1400အတွင်းနန်ကိုင်းပင်လယ်ကျမ်းမြင်ပြည့်၍မှငလင်ကြီးတွေဟာနှစ်တရာကနေနှစ်နေရာကြာတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ဆုံးတစ်ကြိမ်ကတော့1946ခုနှစ်မှာလှုပ်ခတ်ထားပါတယ်။ MB ရဲ့တနစ်တာတူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်